ကိုယ့်ရဲ့လုပ်ငန်းကိုကြော်ညာတဲ့အခါမှာအထူးရောက်ဆုံးဖြစ်စေတဲ့အချက်တစ်ချက်ကိုပြောပြမယ်။အဲ့ဒါကိုကျွန်တော်တို့ positive framing marketing လို့ခေါ်တယ်။မြန်မာလိုပြောရရင်တော့အကောင်းမြင်ရှုထောင့်အောင်နေပြီးတော့ကြော်ညာနေဖြစ်တယ်။နမူနာပြောပြမယ်နော်။ကျွန်တော်ရဲ့ထုတ်ကုန်ကအချိုရေးဖြစ်တယ်။ကျွန်တော်ရဲ့ customer target ကအချိုရှောင်တဲ့လူကြီးတွေဖြစ်တယ်။ကလေးတွေဖြစ်တယ်။လေ့ကျင့်ခဲ့လုပ်နေတဲ့သူတွေဖြစ်တယ်။ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ product မှာကြားက10%ပါတယ်ထားပါအဲ့ကြရင်ကျွန်တော်ကဘယ်လိုကြော်ညာတင်လဲဆိုတော့ sugar 10%ဆိုပြီးတော့ကြော်ညာမယ်။မှားတယ်လို့မကြော်ညာဘူး။ဘယ်လိုကြော်ညာမလဲဆိုတော့90% sugar free ။ဒါမျိုးကြော်ညာမယ်။ကိုက marketing message ပေးတဲ့အခါမှာလူတွေရဲ့ psychology ရအကောင်းမြင်တဲ့ဘက်ကိုကိုကပို့ပေးရမယ်။90% sugar free ဆိုလို့ရှိရင်90ရာခိုင်နှုန်းတခြားမပါဘူးဆိုတဲ့ mindset ကိုသူတို့ခေါင်းထဲရောက်သွားတယ်။ဒါ psychology သုံးပြီးတော့မှ positive framing လို့ရတာ။ positive framing ဆိုတဲ့အတိုင်း customer ရဲ့အတွေးကို customer ရဲ့အမြင်ကိုမောင်းခတ်လိုက်တာ။အကောင်းမြင်ရှုထောင့်ထဲမှာမောင်းခတ်ပြီးထည့်လိုက်တာ။ တော့ဒီနေ့စနေတိုင်းမှာကျွန်တော်တို့ကဘယ်လိုပြောတယ်ပဲကြော်ညာကြော်ညာကိုယ့်ရဲ့ audience ပေါ်မူတည်ပြီးတော့ဘယ်လို marketing message တောင်းရမယ်ဆိုတာကိုအခြေခံပြီးတော့စဉ်းစားပါမယ်ကျွန်တော်ကိုဟန်ကြီးပါဒီ video ကနေပြီးတော့မိတ်ဆွေတို့အတွက်အသိပညာတစ်ခုရမယ်လို့ယုံကြည်ပါတယ်ဒီလိုမျိုး business နဲ့ပတ်သက်တဲ့အချက်တွေ marketing sales နဲ့ပတ်သက်တဲ့အချက်တွေကိုနေတိုင်းသိကျင်နေဆိုလို့ရှိရင်တော့ follow လုပ်ပါ like လုပ်ပါ share လုပ်တော့နောက် video မှာပြန်တွေ့မယ်ဘိုင်ဘိုင်